အားလုံးမင်္ဂလာပါကွယ်ဒီနေ့ပြောပြမယ့်ပုံမြင်ကလေးကတော့ပျောက်ဆုံးနေသောစိန်တုံးကြီးဆိုတဲ့ပုံမြင်လေးပဲဖြစ်ပါတယ်ကွယ်တခါတော့ကအေးချမ်းလာတဲ့ကြေးရွာလေးတရွာမှာအင်မတန်ကိုလင်းလက်တောက်ပပြီးတော့လှပတဲ့စိန်တုံးကြီးတစ်တုံးရှိတဲ့ကွယ်အဲ့ဒီရွာမှာရှိတဲ့ရွာသူရွာသားတွေဟာစိန်တုံးကြီးကိုရွာရဲ့အလဲကောင်ပန်းချံကြီးတစ်ခုထဲမှာအလှပြထားကြတာပေါ့ကွယ် သူတို့ဟာအဲ့ဒီစိန်တုံးကြီးကိုတိတ်ကိုသဘောကျပြီးတော့အင်မတန်ကိုလှပပြီးတော့တံမိုးကြီးမားတဲ့စိန်တုံးကြီးကိုသူတို့ရွာမှာအလှပြထားခွင့်ရတဲ့အတွက်တိတ်ကိုခုံယူနေကြတော့တာပေါ့ကွယ်စိန်တုံးကြီးကအင်မတန်ကိုလှပပြီးတော့တန်မိုးကြီးတဲ့အရာဖြစ်ပေမဲ့လည်းအဲ့ဒီရွာမှာရှိတဲ့ရွာသူရွာသားတွေအလုံးဟာစီကန်းရှိပြီးတော့အချင်းစရိတ်တကောင်းမွန်တဲ့သူတွေဖြစ်တဲ့အတွက် ဒီစိန်နှုံးကြီးပြတ်ဆုံးသွားမှာကိုလုံးဝစိတ်ပူစရာမလိုဘူးတဲ့ကွယ်ဒါပေမဲ့မနက်ခင်းလေးတစ်ခုကိုရောက်လာတဲ့အခါမှာတော့ရွာသူရွာသားတွေအားလုံးလုံးဝမထင်မှတ်ထားတဲ့ကိစ္စကြီးတစ်ခုဖြစ်ပျက်သွားခဲ့တဲ့ကွယ်အဲ့ဒါကတော့သူတို့ရွာအလဲကောင်ပန်းချံထဲမှာထည့်ထားတဲ့စိန်နှုံးကြီးဟာပျောက်ဆုံးနေပြီပဲဖြစ်ပါတယ် ရသူရသားတွေအားလုံးဟာဒီစိတ်နှုံးကြီးကိုဘသူယူသွားလဲဆိုတာကိုအပြည့်ရှာမရဖြစ်နေကြတော့တာပေါ့အဲ့ဒီထဲမှာမိုင်လိုဆိုတဲ့ကောင်ကလေးတယောက်လည်းအပါဝင်မဲပေါ့ကွယ်မိုင်လိုလေးဟာဒီစိတ်နှုံးကြီးကိုပြန်ရဖို့အတွက်တည်တည်ချာချာစဉ်းစားပြီးတော့အကြံထုတ်နေတော့တာပေါ့ကွယ်အဲ့ဒီလိုစဉ်းစားနေတော့မှပဲမိုင်လိုလေးဟာစိတ်နှုံးကြီးထားတဲ့နေရာရဲ့အနီးနားတစ်ဝိုက်ကိုလှည့်လည်ကြည့်ရှုလိုက်တဲ့အခါမှာတော့ သေးငယ်တဲ့ချွန်းပွက်ရှေးရသေးသေးလေးတွေကိုတွေးလိုက်ရတဲ့ကွယ်အဲ့ဒီရှေးရလေးတွေဟာသူတို့ရွာရဲ့အနီးနားမှာရှိတဲ့တောအုပ်ကလေးတစ်ခုစီတို့ဥတည်နေပါတယ်။ဒီရှေးရလေးတွေကိုကြည့်ရတာတော့စိတ်နှုံးကိုခိုးယူသွားတဲ့သူဟာ အကောင်သေးသေးကလေးပဲဖြစ်ရမယ်။မိုင်လိုဟာ အဲ့ဒီရှေးရကလေးတွေကိုတည်တည်ချာချာစူးစမ်းနေတော့မှပဲသူ့ရဲ့အနောက်ကနေအရိတ်ကလေးတစ်ခု ဖြတ်သွားတာကိုသတိထားလိုက်မိတဲ့ကွယ်လင်းမြန်ဖြက်လက်တဲ့မိုင်လိုလေးဟာရှက်ရှင်းပဲအဲ့ဒီအရိတ်ကလေးနောက်ကို ပြေးလိုက်သွားတော့တာပေါ့ကွယ်အဲ့ဒီအရိတ်ပိုင်ရှင်လေးဟာတစ်ပင်တစ်ပင်ကြီးရဲ့အောက်မှာရက်သွားတာကိုသတိထားမိလိုက်ပါတယ်မိုင်လိုဟာ ဖြည်းဖြည်းလေးနဲ့ တစ်ပင်ကြီးရဲ့အောက်ကိုသွားပြီးတော့ချောင်းကြည့်လိုက်တဲ့အခါမှာတော့ပျောက်ဆုံးနေတဲ့စိန်နှုံးကြီးကိုကင်ဆောင်ထားတဲ့ရှစ်စရာရက်ကွန်လေးတစ်ကောင်ကိုတွေ့လိုက်ရတဲ့ကွယ်မင်္ဂလာပါရက်ကွန်ငယ်လေးရေမင်းပါကြောင့်ငါတို့ရောင်မှထားတဲ့စိန်နှုံးကြီးကိုခိုးယူသွားရတာလေကျောင်းမှာပါလေငါဟာရီစိန်နှုံးရဲ့အလင်းရောင်လေးကိုတင့်တင့်ရှာရှာအနီးကကြည့်ရှင်လို့ပါငါဘယ်သူ့ကိုမှဒုက္ခပေးဖို့မရည်ရွယ်ပါဘူးကွာ အပြစ်ရှိရလို့ခံစားမိနေတဲ့ရက်ကွန်လေးဟာဝမ်းနဲ့အားငယ်စွာနဲ့ပြန်ပြောလိုက်တာပေါ့ကွယ်အဲဒီခါမှာစိတ်သဘောထားကောင်းပြီးတော့ကျင်နာတတ်တဲ့မိုင်လိုလေးကကျင်နာစွာနဲ့ဒီလိုပြန်ပြောလိုက်တဲ့ကွယ် ဒါပေါ့မင်းကအဲ့ဒီစိတ်နှုံးကြီးကို negative ရှုရှင်နေဆိုရင် ကြည့်လို့ရပါတယ်။ဒါပေမဲ့မင်းကြည့်ပြီးတဲ့အခါမှာတော့အဲ့ဒီစိတ်နှုံးကြီးကိုသူ့ရဲ့နေရာမှာပြန်ထားပေးရမယ်နော်။ဘာဖြစ်လို့လဲဆိုတော့ဒီစိတ်နှုံးကြီးကငါတို့ရွာရွာသားတွေအားလုံး immigrant ကို ရှင့်မြတ်နိုးပြီးတော့တံမိုးထားရတဲ့အဖို့တန်ယတနာလေးတစ်ခုဖြစ်နေလို့ပေါ့။ဒီခါမှာ record လေးကစိတ်နှုံးလေးကို သူ့နေရာမှာပြန်ထားပေးမယ်လို့ဂရုပြုလိုက်ပြီးတော့မိုင်လိုနဲ့အတူတူပန်းခြံထဲသို့သွားပြီးတော့စိန်နှုံးလေးကိုဂရုဒီဇိုင်းနဲ့သူ့ရဲ့နေရာမှာပြန်ထားလိုက်ပါတော့တယ်။ပြည်သူရွာသားတွေအားလုံးကလည်းစိန်နှုံးကြီးကိုပြန်လည်တွေ့ရှိအောင်ရှာဖွေပေးတဲ့အတွက်မိုင်လိုလေးကိုကျေးဇူးတင်စကားပြောနေကြတော့တာပေါ့ကွယ်။ပြီးတော့ရွာသူရွာသားတွေအားလုံးဟာအင်မတန်ကိုပျော်ရွှင်နေကြပါတော့တယ်။ ဲ့ဒီနေ့ကနေစပြီးတော့ Recon လေးနဲ့ Milo လေးတို့ဟာအင်မတန်ကိုယဉ်နေတဲ့တငယ်ချင်းမိတ်ဆွေတွေဖြစ်သွားကြတော့တာပေါ့ကွယ်ပြီးတော့နောက်တစ်ခါစိန်နှုံးကြီးထက်မှန်မပြောက်ဆုံးမှုအတွက်ကိုလည်း Recon လေးကရွာသူရွာသားတွေအားလုံးနဲ့အတူဝိုင်းဝန်းပြီးတော့ကုညီဆောင်ချောက်ပေးနေကြတော့တဲ့ကွယ် ပုံမြင်လေးရတော့ဒါပါပဲကွဒီပုံမြင်လေးရနေသင်ခန်းစာရွာမှာတော့စူဇန်လေးလာလို့စိတ်ရှိခြင်းဟာတခါတရံမှာအမားတွေကို ဖြစ်စေနိုင်ပါတယ်ဒါပေမဲ့အဲ့ဒီအမားတွေကိုမကြောက်လန့်မဲနဲ့ရိုးသားမှုနဲ့ကျင်နာမှုတွေနဲ့ပြန်လည်ပြင်ဆင်လိုက်မယ်ဆိုလို့ရှိရင်တော့ကောင်းမွန်တဲ့အရာတွေပြန်လည်ဖြစ်ပေါ်လာနိုင်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်နောက်ရက်တွေမှာလည်းဘလို့ပုံမြင်ကလေးတွေတင်ဆက်ပေးအောင်လဲဆိုတာကိုဆက်လက်ဆောင်ကြည့်ပေးပါဦးကွယ်